ကျွန်တော်နဲ့ Ricky Heisen အပိုင်းရှင် Sacred Chakra အခုဆိုရင်အရေးအကြီးဆုံးအခြေခံကြဆုံးဖြစ်တဲ့ Root Chakra နဲ့ပတ်သက်သော အကြောင်းအရာကို ပြောပြခဲ့ပြီးပါပြီ။နောက်ထပ်အတီးကစွန့်ရင်ပင်မရေးမြစ်တစ်ခုဖြစ်တဲ့ Sacred Chakra အကြောင်းကိုလည်းဆက်လက်ပြောပြလိုပါရယ်။ အနောက်နိုင်ငံတွေမှာဆိုရင် sacred chakra ရဲ့ထူခြားမှုတွေကြောင့် sacred chakra healing ကိုပဲဂယုဒဆိုင်တည်သက်ဆောင်ရွက်တဲ့အနုပညာရှင်တွေ public influencer တွေ motivation speaker တွေတီကို ရှိပါတယ် sacred chakra ဆိုတာက စွမ်းရည်ပင်မရင်းမြင့်ခုနှစ်နေရာနဲ့အောက်ခြေမှာစတင်ယူတဲ့လျင်ဒုတိယ chakra ရဲ့ပါ နေရာတိကျပြောပြရရင်ဝမ်ဘိုက်အောက်ပိုင်းမှာတည်ရှိပြီးချက်နှင်းစီခွန်လဲတက်တက်မှာတည်ရှိပါတယ်တက်တဲ့ဘောအရာ ရေတက်ဆူမှုပါတယ်ကျွန်တို့ရဲ့စိတ်ခံစားချက်အယုံခံစားနိုင်စွမ်းတီထွင်ဖန်တီးနိုင်မှုစွမ်းအားဆွဲဆောင်နိုင်စွမ်းအားတို့နှင့်ဆက်ဆံနေပါတယ်။အယောင်အဖြစ်လိမ္မော်ယောင်ကို ကိုးစားပြုနေပါတယ်။ စေခရချာခရနဲ့ဆက်စံနေသောခန္ဓာကိုယ်အစီပိုင်းများမှာကြောက်ကပ်အပြင်မြို့ပွားအင်္ဂါများဖြစ်ပြီးပင်မခရနေဖြင့်မျိုးဆက်ပွားရန်အတွက်ဟော်မုန်းများထုတ်ပေးသော goodness များဖြစ်ပါသည်။ အမျိုးသားတွင်ဝေစီအဖြစ်တည်ရှိပြီးအမျိုးသမီးတွင်မျိုးဥအိမ်ဖြစ်တည်ရှိပါသည်။သူဖြစ်သောကြောင့် secret chakra ပိတ်ဆို့နေပါကစီးနှင့်ဇက်ကက်ဆိုင်ရာယောဂများဖြစ်ပွားတာအပြင်အမျိုးသမီးများလာစင်ရာတီလာစင် နာကျင်တာရာတီမမှန်တာ ကိုယ်ဝန်မဆောင်နိုင်တာ လိမ့်စေးကိုခံတာများဖြစ်တတ်ပါတယ်။အမျိုးသားများတွင်လည်းလိမ်မှုကိစ္စမစွမ်းဆောင်နိုင်တာကလေးများနိုင်တာထိဖြစ်တတ်ပါတယ်။ ။စိတ်ကြမ်းမာရေးအနေနဲ့လဲစိတ်တကြလွယ်တာဆွဲလန်းမှုပြဿနာပုံမှန်ထက်ပိုပြီးရှေရောတာလိပ်ပြမလုံးတာတို့ဖြစ်တတ်ပါတယ်။မိမိကိုယ်ကိုယုံကြည်ချဲပြောက်ဆုံးပြီးဖန်တီးနိုင်စွမ်းအားတွေလျော့နေတတ်ပါတယ်။ relationship ပြဿနာတွေလည်းပုံမှုဖြစ်ပွားတတ်ပါတယ်။ ထို့အတွက်ယာတိမမှန်သောယာတိလာစေနာကျင်မှုခံစားရသောမြို့သမီးများတွင်ယာတိလာခါနီနေရများကိုမှန်သားစေပြီးအဆိုပါနေရများတွင် secret chakra အကောင့်စီသောနီလန်းများကို အသွုံပြုစေရန်ညွှန်ကြားပေးခဲ့ပူပါတယ်။ပြန်လည်ပြောပြချက်များအရာ နာကျင်မှုတည်တည်တသာရောကြလာတာ premenstrual syndrome လို့ခေါ်တဲ့ယာတိရဲ့ကျိုးခံစားရတဲ့လက္ခဏာတွေတတလာတာတွေသိခွင့်ရပါတယ်။ နေလန်းတွေကတော့တဘာဝကြကြနေလန်းတွေကိုပဲအခြေခံပြီးအသုံးပြုစေခဲ့ပါတယ်။ Sacred Chakra ကလိမ္မော်ယောင်ကိုကုစားပြုရဲဆိုတော့လိမ္မော်ယောင်ရှိတဲ့ Super Food တွေကိုအဓိကစားသုံးစေခဲ့ပါတယ်။လိမ္မော်ယောင်ရှိတဲ့ Citrate အနွယ်ဝင်လိမ္မော်သီး၊ Sankit သီးစသည်တို့ဖြင့်တရေသီးမဲ၊သင်္ဘောသီးမဲ၊ရွှေဖျုံသီး၊ရွှေကစုံအိုးတို့ကိုပါထပ်သွင်းစားသုံးစေခဲ့ပါတယ်။ စားတော့နေတဲ့ချိန်တိုင်းလဲ sacred chakra က balance ဖြစ်နေပြီလို့အမြဲနှလုံးသွင်းပေးဖို့ညွှန်ကြားပေးခဲ့ပါတယ် sacred chakra ရဲ့ဓာတ်ကုန်သတ္တိကိုကရေတဲ့ဖြစ်နေတဲ့အတွက်ရေကို စနစ်တကျတောက်သုံးခြင်းကအတိကအခန်းကဏ္ဍမှာပါဝင်ပါတယ်ထို့အတွက်ရေကိုအနည်းဆုံး1လီတာခန့်နေ့စဉ်တောက်သုံးရန်အကြံပြုပေးခဲ့ပါတယ်ရှိကိုတေချာတောက်သုံးခြင်းက ကိုခန္ဓာရဲ့အနန္တကိုပါကောင်းမွန်စေတဲ့အကျိုးကျေးဇူးကို ရရှိနိုင်ပါတယ်။ရှင်ရဲ့ကိုယ်သက်တည်ဟာဆိုရင် Aura Cleanse အတွက်လည်းလွန်စွာရေးပါပါတယ်။ထွေပြင်းလိမ္မောရအသွုံအဆောင်ပစ္စည်းတွေကို သုံးဆွဲစေခဲ့သည့်အပြင် Facialization ကိုပါထက်သိမ်းဆောင်ရွက်ဖို့ပြောပြဖြစ်ခဲ့ပါတယ်။ဆောင်ရွက်ပုံဆောင်ရွက်နည်းကတော့ Sacred Chakra ရဲ့ ဒီနေရဝမ်ဘိုင်အောက်ပိုင်းချက်နဲ့စီခုံချနေရလေးမှာလိမ္မော်ရအလင်းချမ်းလေးဖြင့်စတင်မြင်အောင်ခန်းစားကြည့်စေခဲ့ပါတယ်။ပြီးရင်အဆိုပါလိမ္မော်ရအလင်းတန်းလေးက ခန္ဓာကိုယ်တစ်ခုလုံးကိုလွှမ်းခြုံသွားပြီလို့ခန်းစားပေးရင် pre in pre out လေးလုံနေချင်းငါကပျော်ရွှင်နေပြီငါကဖန်တီးနိုင်စွမ်းအားမြင့်မားနေပြီငါကဆွဲဆနိုင်စွမ်းအားမြင့်မားနေပြီလို့ affirmation လေးပါလို့စေတာမျိုးပါ ဆောင်းဟီလင်းကိုသဘောကျသူများအနေဖြင့် Secret Chakra Healing Music တွေနားထောင်ပြီးလို့ရတယ်လို့ Fan ဆိုသည် Secret Chakra Mantra ကို Shop ပြီးလို့လည်းရပါတယ် Secret Chakra ကို Balance ဖြစ်စေသည့် Yoga Pose များနဲ့ကျွန်တော်နှင်းသက်ဆုံးက Goddess Pose fresh post နဲ့ butterfly post တို့ရဲ့ပါမိမိမှာ signature chakra ပိတ်ဆို့နေသလိုလက္ခဏာတွေခံစားနေရရင်မိမိနဲ့တစ်တော်ရာနေလန်းတွေအသုံးပြုပြီး အချိန်မီပြပြတဲ့အကြောင်းပြောပြရင်နောက်ပတ်မှာ solar plexus chakra အကြောင်းထပ်မံပြောပြပေးပါမယ်